င်္ဂလာပါရှင်ဒီကနေ့ရအောင်ဆုံးရထိတ်တန်းသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အရင်ဦးချစ်ခိုင်နေစေကပါဦးခင်ရွှေသားဦးစီတီဟာပါဝင် လုပ်ငန်းရှင်တချို့ကိုထောင်မှလွတ်ပြီးတဲ့အကြောင်းတင်ဆက်ပေးပါမယ်အရင်ကုမ္ပဏီဥက္ကဋ္ဌဦးချစ်ခိုင်နေစေကပါဦးခင်ရွှေရဲ့သားဦးစီတီဟာပါဝင် လုပ်ငန်းရှင်တချို့ကိုစစ်ကောင်စီကထောင်မှလွတ်ပြီးလိုက်ကြောင်းသိရပါတယ်အရင်ဦးချစ်ခိုင်ကအီဗီလာ၁၂ရက်မနက်ပိုင်းမှာမန္တလေးဦးဘိုတောင်မှလူငင်းချမ်းသာကွင်းနဲ့ပြန်လည်လွတ်မြောက်လာပြီးစေကပါဦးစီတီဟာကလည်းအင်းစိန်ထောင်မှလွတ်မြောက်လာပြီးဖြစ်ကြောင်းစီးပွားရေးလုပ်ငန်းရှင်နေစီ မှသိရပါတယ်။၎င်းတို့နဲ့အတူဖန်ဆီးခံထားတဲ့လုပ်ငန်းရှင်တချို့လည်းပြန်လည်လွတ်မြောက်လာကြောင်းစီလုပ်ငန်းနဲ့နှိဆက်သူတွေစီကသိရပါတယ်။ပြန်လွတ်လာတာမှန်ပါတယ်။လူငိမ့်နဲ့လွတ်လာတာပါဒါပေမဲ့ဘာကြောင့်လွတ်တယ်ဆိုတာမသိရသေးဘူးလို့လုပ်ငန်းရှင်တအုပ်ကပြောပါတယ်။စစ်ကောင်စီကဈေးကမာဥက္ကင်ရွှေနဲ့၎င်းရဲ့သားဦးစိတ်တီဟာတို့ကိုနိုင်ငံပန်အဆောက်အများဖွံ့ဖြိုးချက်မရပဲဖြိုပြမှုနဲ့ဗဟန်းမျိုးနဲ့ရှိနေအိမ်မှာ2022ခုနှစ်မလ22ရက်နေ့ကဖန်ဆီးခဲ့ပြီးတရားစွဲဆိုကအင်းစိန်ထောင်ကိုပို့ဆောင်ခဲ့တာပါအတူဖန်ဆီးခံရတဲ့ဈေးကမာဥက္ကင်ရွှေကို 2024ခုနှစ်စက်တင်ဘာလ28ရက်နေ့မှာစံမှန်ရေးအကြောင်းပြပြီးစစ်ကောင်စီကလူငင်းခန်းသာကွင်ပေးပြီးပြန်လည်လွတ်ပေးခဲ့ပါတယ်။အေရင်ဦးချက်ခိုင်ကိုတီကျစ်ကြောင့်မိသွေး၃ရင်းနှွေးငွေတားပေးဆက်ရုံလုပ်ငန်းမှာအခွန်လျော်နေပေးဆောင်မှုနဲ့၂၀၂၂ခုနှစ်ဧပြီ၂၅ရက်နေ့မှာစစ်ကောင်စီကအမှုဖွင့်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီးဦးချက်ခိုင်နဲ့ဒူးစီလုပ်ငန်းရှင်များဆောင်းစီလုပ်ငန်းရှင်များကိုစီးကစားမှုနဲ့အာဂတိလိုက်စားမှုများတက်ခါစစ်ကောင်စီကဖမ်းဆီးထောင်ချခဲ့ပါတယ်။ဦးချက်ခိုင်ရဲ့အေရင် ကုမ္ပဏီလုပ်ငန်းစုမှမြန်မာရှင်ဆောင်ပန် MAB မြန်မာနိုင်ငံလင်ယာစီးပွားရေးအများပိုင်ကုမ္ပဏီ MAP ကိုတန်းကိုစီဆိုင်စားတဲ့လုပ်ငန်းများပါဝင်ပါတဲ့စစ်ကောင်စီကကုန်စည်နှုန်းမြန်မာလာပြီးဆက်သုံးစီများပြက်လက်ကစောင်းစီစီများမှာထိန်းချုပ်များတဲ့အခြေအနေမှာစီလုပ်ငန်းရှင်များနဲ့ဆက်သုံးစီလုပ်ငန်းပိုင်ရှင်တွေကိုဖမ်းဆီးထောင်ချမှုတွေပြုလုပ်ခဲ့ပါတယ်။ဆက်လက်ပြီးဒေါအောင်ဆန်းစုကြည်ကျမ်းမာရေးကောင်မွန်တယ်လို့သိရပြီးငလင်လုပ်ချိန်မှာထိန်းလန့်ခဲ့တယ်လို့ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မလ28ရက်ငလင်ကြီးလုပ်ခန်းချိန်မှာနေပြည်တော်မှာအကျဉ်းချခံထားတဲ့နိုင်ငံတော်တိုင်ပင်က ံပုတ်ကိုတဝောင်ဆန်းစုကြည်ထိတ်လန့်တစားဖြစ်သွားခဲ့တယ်လို့စင်ယုံက BBC သတင်းအရင်းမြစ်ကပြောပါတယ်။ကျမ်းမာရေးကောင်းမွန်ပါတယ်ငလင်းလုတ်တဲ့အချိန်မှာတော့တော်တော်လန့်သွားတယ်လို့သူကပြောပါတယ်။ငလင်းလုတ်တဲ့အချိန်မှာတဝောင်ဆန်းစုကြည်ကသူ့ကိုအကျေကျုံချထားတဲ့နေပြည်တော်ကနေအိမ်တစ်လုံးမှာရှိနေပြီးအကျဉ်းထောင်ထဲမှာမဟုတ်ဘူးလို့သတင်းအရင်းမြစ်တွေကပြောပါတယ်။သူ့ကိုထားတဲ့အဆောင်လည်းထိခိုက်ပျက်စီးမှုကြီးကြီးမားမားမရှိခဲ့ဘူးလို့သိရပါတယ်။လက်ရှိအကျေကျုံချထားတဲ့နေအိမ်ကနေလက်တလုံးရွှေဖို့အစီအစဉ်မရှိဘဲအဲ့ဒီနေရာမှာလုံခြုံစိတ်ချရတယ်လို့ဆိုပါတယ်။တဝောင်ဆန်းစုကြည်ကိုအကျဉ်းချထား ပေးတဲ့နေရာကိုစစ်ကောင်စီကတည်ရင်ဝင်ထုတ်ပြောမထားပါဘူးဒေါအောင်ဆန်းစုကြည်ကိုဖမ်းဆီးထိန်းသိမ်းခဲ့ပြီးချိန်ကစလို့နေပြည်တော်ကနေရာ၃ခုတက်မနေကိုပြောင်းရွှေ့ခဲ့တယ်လို့ BBC ရဲ့စုံစမ်းမှုရသိရပါတယ်နေပြည်တော်အချုပ်ထောင်ဒုတိယဝန်ကြီးအင်အားတစ်ခုနဲ့နေပြည်တော်တိုင်းစစ်ဌာနချုပ်တဲကရှိတာတစ်ခုတို့မှပြောင်းရွှေ့ချုပ်နှောင်ခဲ့တာဖြစ်ပါတယ်ငလင်လုတ်ခတ်ပြီးနောက်ပိုင်းအမေဖြစ်သူဒေါအောင်ဆန်းစုကြည်ရဲ့အခြေအနေကိုမသိရတာကြောင့်အင်မတန်စိုးရိမ်နေလို့တားငယ်ကိုထိန်လင်းကအေဘီလာကိုရဲ့နေကဆိုရှယ်မီဒီယာပေါ်မှာပြောကြားထားတယ်လို့သတင်းဌာနမှာဖော်ပြထားပါတယ်ဇလန်ပြီးငလင် ်ဘေးတင်ပြည်သူတွေအတွက်ဆိုတဲ့ခေါင်းစဉ်နဲ့နိုင်ငံရေးစီရင်အတွက်အကြံဖတ်စစ်ကောင်စီအကျိုးမြတ်ထုတ်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ငလင်ဘေးတင်ပြည်သူတွေအတွက်ခေါင်းစဉ်နဲ့ထောက်ပံ့တွေကိုနိုင်ငံရေးနဲ့စီရင်အကျိုးမြတ်အတွက်အကြံဖတ်စစ်ကောင်စီကအမြတ်ထုတ်နေရလို့ Justice for Myanmar ကထုတ်ပြန်ပါတယ်။ငလင်ဘေးအနေနဲ့ကုညီကိစ္စအတွက်ကုမ္ပဏီတွေရဲ့လူတန်းဝင်အနည်းဆုံး American Dollar 55.8တန်းဟာအမှန်တကယ်အကြံဖတ်စစ်အုပ်စုနဲ့ကျူးလွန်နေတယ်။နိုင်ငံတကာရာဇဝတ်မှုတွေနဲ့နိုင်ငံတော်ဝန်လူမှုအပေါ်ကျူးလွန်မှုတွေအတွက်အထောက်ပံ့ဖြစ်သွားနိုင်တယ်လို့ Justice for Myanmar ကအသတိပေးပါတယ်။ စီးပွားရေးလုပ်ငန်းတွေရဲ့ကူညီထက်ဝင်မှုတွေကစေအောင်စုရဲ့ကန်းကုံအောင်စိုးစိုးရွားရွားကျူးလွန်တဲ့နိုင်ငံတကာရာသွေးမှုတွေကိုအထောက်ပံ့မဖြစ်ဖို့ဥပဒေရဖြစ်စေ၊ကျင်းဝန်ရဖြစ်စေတာဝန်ရှိပါတယ်လို့ Justice for Myanmar ပြောရေးဆိုခွင့်ရှိသူမရတနာမောင်ကပြောပါတယ်။မြန်မာခရိုနီတွေကအခုအညီဆိုတဲ့ခေါင်းစဉ်အောက်ကနေအရှင်ကလေးကအကြံဖတ်စေအောင်စုတွေကိုငွေတွေပတ်ပို့ခဲ့ပြီးစေအောင်စုရဲ့အကြံဖတ်မှုကြီးတွေမှာတန်ရာပါပတ်သက်ခဲ့တယ်လို့အဲ့ဒီထဲမှာရိုဟင်ဂျာတွေပေါ်လူမျိုးတုံးသက်ပြတ်မှုကိုတုံ့ပြန်ရမှာလဲပါဝင်ပါတယ်လို့ထောက်ပြပါတယ်။အခုအခါမှာလဲသူတို့ကနိုင်ငံဆောင်စီးပွားရေး ်လုပ်ငန်းကြီးတွေနဲ့အတူလူသက်စင်အုပ်စုကိုအကူအညီတွေပေးပြီးတရားဝင်မှုအတွက်လမ်းကြောင်းဖော်ပေးနေတာဖြစ်ပြီးကုမ္ပဏီတွေကိုစောင့်ကြည့်နေပြီးအကြမ်းဖက်စင်အုပ်စုရဲ့ရာဇဝတ်မှုတွေကိုအားပေးကူညီတာတွေတွေ့ရင်မဖြစ်မနေတာဝန်ခံစီရမှာဖြစ်တယ်လို့မဲ့ရတနာမောင်ကပြောပါတယ်မြန်မာပြည်သူတွေကအကြမ်းဖက်မြန်မာစင်အုပ်စုကြောင့်ဖြစ်ပေါ်ခဲ့တဲ့ဘေးဒုက္ခအကျပ်တဲများစွာကိုခံစားနေခဲ့ကြရပြီးပြီးခဲ့တဲ့လဖျားပြင်းကလင်းကဒီဒုက္ခအကျပ်တဲတွေကိုထပ်ပြီးထိုးနှက်လိုက်တာဖြစ်ပါတယ်အခုချိန်မှာလဲစင်အုပ်စုရဲ့နိုင်ငံရေးနဲ့စီးရေးအကျိုးမြတ်အတွက်အမျက်ထုတ်တာကိုခံနေရတယ်လို့မဲ့ရတနာ ာမောင်ကပြောပါရယ်ပြည်သူလူထုကငလင်ပေးကြီးနဲ့အတူအကြမ်းဖက်စေအုပ်စုကျူးလွန်နေတဲ့ထိခိုက်မှုတွေစေအုပ်စုတရားမဝင်အာဏာသိမ်းကြိုးပမ်းမှုတွေကြောင့်ဖြစ်ပွားခဲ့တဲ့စီးပွားရေးအခြေအနေနဲ့ပုံပြီးဆိုးရွားလာတဲ့အကျိုးဆက်တွေကိုတုံ့ပြန်ဖို့ရအကူအညီတွေကိုအပူတပြင်းလိုအပ်နေတာပေါ့နိုင်ငံတကာအတိုင်းဝိုင်းနေနဲ့ဆင်ရဆွေးမှုနဲ့လူသားမျိုးနွယ်ပေါ်ကျူးလွန်နေရဆွေးမှုတွေကိုကျူးလွန်သူတွေစီကတဆင်မဟုတ်ပဲရှုံချီထိုက်တဲ့တာဝန်ယူမှုရှိတဲ့လွတ်လပ်တဲ့ဒေသခံအကူအညီပေးနေသူတွေကတဆင်အကူအညီတွေကိုအလိုအဆုံသောသူတွေစီတိုင်းရောက်စေဖို့အရေးတကြီးဆောင်ရွက်ရမှာဖြစ်တယ်လို့ Justice Platform မြန်မာကရှင်းပြပါရယ်မြန်မာနိုင်ငံရဲ့အိန္ဒိယနိုင်ငံတွေကိုဖြန့်အားပြင်ကလင်းကြီးအပြီးမှာအကြမ်းဖက်ဆင်အုပ်စုကနိုင်ငံတကာကုမ္ပဏီတွေနဲ့မြန်မာခရိုနီတွေစီကအလူငွေတွေတောင်းခံခဲ့ရာနိုင်ငံဆောင် အလူရှင်တွေကစစ်တပ်ထိန်ချုပ်ထားတဲ့လမ်းကြောင်းကတဆင်အလူငွေတွေပေးအပ်ခဲ့ပါရယ်အလူရှင်တွေထဲမှာဂျပန်နိုင်ငံရဲ့နာမည်ကြီးကုန်စည်လက်လီဖြန့်ဖြူးရေးကုမ္ပဏီကြီးအနော်စီးပွားရေးလုပ်ငန်းစုကြီး CITIC Group နဲ့ China National Petroleum Corporation တို့ပါဝင်တယ်လို့ Justice for Myanmar ကပြောပါတယ်။ Agno 1 Person Club Foundation က AP လ၂ရက်နေ့မှာရွှမ်း30ဘီလီယံအမေရိကန်ဒေါ်လာ9000တန်ပိုးရှိကူညီကယ်ဆယ်ရေးပစ္စည်းတွေကိုတူတူမျိုးရှိအကြံဖက်စင်အုပ်စုထိန်းချုပ်ထားတဲ့မြန်မာတန်ရုံတန်လူရန်ခဲ့ပြီးကုမ္ပဏီမှတ်ပုံတင်အချက်လက်တွေရအက်နွန်က မြန်မာနိုင်ငံမှာစီးပွားရေးလုပ်ငန်းများစွာလုပ်ကိုင်ပြီးလက်ရှိမှာလည်းအသက်ဝင်နေစေလို့သိရပါတယ်။ဒါပြင်အငင်းပွားပဲတရုတ်မြန်မာရေနံနဲ့တဘာဝတက်ငွေပိုင်လိုင်းကိုလုပ်ကိုင်တဲ့ CNPC ကုမ္ပဏီကအေဘီလာရှိရနေမှာအတန်းပတ်စေအုပ်စုထိန်းချုပ်ထားတဲ့မန္တလေးအစိုးရထံအမေရိကန်ဒေါ်လာ9000ကိုလူဒန်းခဲ့တယ်လို့ Justice for Myanmar ကဖော်ပြထားပါတယ်။ဆက်လက်ပြီးနိုင်ငံကိုလက်နက်နဲ့အုပ်ချုပ်မယ်ဆိုတဲ့စစ်ပုံတွေတပ်ပြင်းအောင်မထွက်ရဲဖြစ်နေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။မှတ်မိပါသေးတဲ့2022ခုနှစ်စက်တက်ကစအာနာသိန်းတော့ဖြီရင်းမှနေမရတော့လို့ကြုံတယ်လို့ထွက်ပြေးနေ နေရတဲ့အချိန်တွေအဓိကအမှတ်ရနေတာကလန်ခီပါလန်တရှောင်းမာများပြားလာတဲ့စစ်တပ်ဂိတ်တွေဂိတ်တစ်ခုရောက်တိုင်းလက်မောင်းမှာပတ်ပေးရှိရဲတက်သားအစင်နာဟုတ်ကဲ့ဆရာဆိုပြီးရှစ်ကုမတက်ပြောခဲ့ရတာတွေအခုဆိုတော့၄နှစ်ဆိုတဲ့ကာလအတွင်းအပြောင်းလဲများစွာဖြစ်ခဲ့တယ်။အရင်ကနေမြေတော်တော်များများမှာရှိရဲစစ်ကောင်စီဂိတ်စခန်းခြေဆိုင်ရာမှာတော်လိုင်းအင်အားစုတွေစိုးမိုးလာခဲ့တယ်လို့ဝန်လည်းတွေပဲပြောပြောဒီကောင်တွေလည်းတက်ပြင်ထွက်တာနဲ့လမ်းမှာအရက်သားပုံစံနဲ့ပဲသွားရတော့တယ်။အခုနောက်ပိုင်းဆိုရင် စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့တွေခရီးသွားလာရင်ဝန်တန်းဖြစ်ကြောင်းအမတ်သားတတိကံကတ်တွေတောင်ယူမသွားဖို့အမိန့်ထုတ်ပေးထားတာရှိတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့တော်လိုင်းအင်အားစုတွေနေရာနဲ့ဆိုးမိုးနေတာကြောင့်မဟုတ်မဟုတ်အခုရက်ထဲဖြစ်ခဲ့တဲ့ဖြစ်စဉ်တွေပဲကြည်ကြည်ပါပြီးခဲ့တဲ့အေပီလာ၁၇ရက်နေ့ကရွာငံမြို့နယ်ရွာငံတောင်ပိုင်းမန်းလမ်းမှာပြီးလမ်းခွဲတနေရာမှာ DSNT တော်လိုင်းရဲဘော်ရီစစ်စင်းလှုပ်ဆောင်နေတော့အင်စီကတစီကအစစ်စေးခံခြင်းမရှိဘဲမောင်းပြင်းနဲ့ဒါနဲ့ထွက်ပြေးတဲ့အင်စီကကိုပြစ်ခတ်တိုက်ခိုက်ပြီးတော့ပူကြီးမျိုးစော်တန်တေပြီးပစ္စတိုတနတ်နဲ့လက်ပစ်ပုံတွေရခဲ့တယ်လို့သိရတယ်။ရှမ်းတောင်တနုဒေတာရွာငံဘက်တွေဆိုတာတချိန်ကစစ်ကောင်စီစိုးမိုးရဒေတာတွေပါ။အဲ့ဒီဘက်မှာရဲကင်းတွေစတက်ဂိတ်တွေရှိရဲ2022ခုနှစ်ကာလမှာတော့ရွာငံမြို့နယ်တွေကနပန်းကြီးတပင်ပြောငှက်တောင်လေကိုင်းနဲ့အများကလေးရွာဘက်ကဒေတာကန်တွေကိုစစ်တပ်ကဖမ်းဆီးတပ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်တွေရှိခဲ့ဘူးပါတယ်။ အဲ့ဒီလောက်ထိစစ်တပ်ကစိုးမိုးနေကြတာပါအခုတော့စစ်တပ်အင်အားလည်းနင်းနေတော့စစ်ကြောင်းမထုံနိုင်စစ်ဘုံဆိုတဲ့လူတောင်လမ်းမှာပေါ်တင်မသွားလာရတော့ပါဘူးနောက်ထပ်ဖြစ်စဉ်တစ်ခုလည်းရှိသေးတယ်အေဘီလာဆိုင်ရဲ့ည9နာရီလောက်ကပခုတ်ကူကကွင်းကနေကားနဲ့ပြန်လာတဲ့ကပ္ပစ24ပုံမှုတော်စင်ဦးနဲ့စစ်တပ်တောက်တိုင်းအင်ဗျူတော် KTB ပိုင်ရှင်မြင်ဦးတို့နှစ်ယောက်ကိုပခုတ်ကူဆက်မှုဆောင်ဘူတာနဲ့အင်ဗျူတော် KTB ကြားမှာကကွင်းတပ်ဖွဲ့ဝင်အနီးကပ်ပြတ်သက်ခံရတယ်နေရာမှာပဲနှစ်ဦးစလုံးတင်ဆောင်သွားကြောင်းသိရတယ်စစ်တပ်တောက်တိုင်းတွင်ပုံမှုဆိုသူတွေပဲအချိန်ဖယ်သွားတာကအစာအတိအက ြနဲ့ထောက်လန်းနိုင်ပြီးအချိန်အထိကြနဲ့ရှင်းလင်းသွားနိုင်တာကိုတွေ့ရပါတယ်ဆိုတော့လက်ရှိစစ်တပ်တွေမှာနေထိုင်နေကြတဲ့စစ်တပ်အတိုင်းဝိုင်းနေနေဒီသတင်းကိုတနီယာမို့တနီယာကနေတိကိုတီးရမှာပါအရှင်ကယူနီဖောင်းဝင်ပစ္စတိုခါတိုပြီးပြည်သူကိုလူလူကြတဲ့သွားလို့ရတယ်ဆိုပေမဲ့လက်ရှိအချိန်မှာနေရမျိုးစုံကနေရှင်းလင်းချင်းခံနေရတာဖြစ်ပါတယ်အဲဒီတော့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုမင်းတို့တပ်ထဲမှာနေနေတပ်ပြင်ထွက်ထွက်အရင်လိုစိတ်လုံးကြုံမှုရှိသေးလားဆိုတဲ့သတင်းစကားပေးခြင်းတလို့ငါတို့အလင်းရောက်လာပြီဆိုတာကိုလည်းတီးစီလိုပါတယ်ကြားရတဲ့သတင်းတွေကလည်းလက်ရှိစ စ်ကောင်စီတန်ရင်နေမှာတကြံပိညာလီလောင်တာဝန်မှအပါတက်ပြင်မထွက်ရတာဝန်မှပခွင့်မပြန်ရဆိုပြီးတင်းကျပ်ထားတယ်လို့သိရကြောင်းသတင်းမှဖော်ပြပါရှိပါရရှင်။